ကားကျစုပြိသက်ကြီးမင်္ဂလာပါခင်ဗျဒီနေ့ကတော့ကျွန်တော်ဒါကားကို review ပေးတာတက်ဆိုင်အခုကျွန်တော်တို့ပေါ့နော်ပိတ်ရက်ရှိစပြီပေါ့ဒါသတင်းကြိုးစိုးလည်းပြီးရက်ပြီတစားနိုင်လိုမျိုးပိတ်ရက်တွေလာလို့ရှိရင်ဒါမိသားစုနဲ့အတူတူကားနဲ့အတူတူခရီးသွားကြမယ့်လူတွေအတွက်အန်ရဖြစ်မှာဆိုးလို့ပေါ့နော်ဒါ highway မှာအချိန်အမြန်ကြီးမောင်းရမှာမျိုးဆိုရင်သတိထားပြီးစစ်တဲ့အချက်လေးတွေကိုပြောပြပေးမှာပါကဲနံပါတ်1ကဘာကိုဆက်ရမလဲဆိုတော့ကျွန်တော်တို့အရင်ဆုံး အောက်ပိုင်းကိုဆက်ရပါမယ်ခင်ဗျာဘာလို့ကားအောက်ပိုင်းဒီအရေးကြီးလဲဆိုတော့အဓိကဒီအောက်ပိုင်းညီမှာပေါ့နော်ကျွန်တော်တို့လမ်းနေမညီတာရောကိုယ်အောက်ပိုင်းကပါမညီဘူးဆိုရင်ကားရဲ့တာယာကိုအဓိကပန်းတွေကိုဗတ်မညီဘဲနဲ့ပါးစေတယ်ပေါ့နော်ဒါပုံမှန်ဆိုရင်တော့ကားသွင်းရင်တော့ကားတာယာရဲ့ပန်းကပါမှာပဲသို့တော်လဲစောင်းလာတဲ့အခါရောက်ရင်ဘိန်းကွဲတာပါညာကိုဖြစ်နိုင်တယ်အဲ့ဒီအတွက်ကြောင့်အောက်ပိုင်းကနံပါတ်1လို့ပြောပေးမိလဲအောက်ပိုင်းကိုဆက်ရခြင်းအချိုးကျစိုးကဘာလဲဆိုတော့တာယာအဓိကပါကားလေရလဲဒါလေပောင်ပြည့်နေရမယ်ကားတာယာသည်တက်တန်းကောင်းနေရမယ်ပေါ့နှုံးမွင့်ကျွန်တော်တို့ highway လမ်းပေါ်မှာ high speed မောင်းနေတဲ့အချိန်မှာတာယာကွဲခြင်းပါခြင်းတွေဟာဒါအန်ဒီရဲ့ကြီးကြီးမားမားကိုဖြစ်စေနိုင်လို့ပါကဲဒီမှာလာကြည့်ပါဦးဗျာဒီမှာဗျာဒီလိုမျိုးကားတာယာဗျာဒီမှာဒီဟာဆိုရင်ဒါ၄ပေါင်းတော်တော်ညော့နေရေပေါ့နော်ကား၄ပေါင်း အဲ့ဒီလိုမျိုးလေပောင်ရောနေအောင်ဇက်တိုက်မောင်းရင်ကျွန်တော်တို့ဘာဖြစ်နိုင်လဲဆိုတော့ကားပန်းမညီတာကိုဖြစ်သွားမယ်အတွင်းပိုင်းမှာကားတိုင်ယာပါပြီးဒီပြင်မှာတော့အကောင်းတိုင်းကျွန်တော်တို့မြင်ရမယ်ဗျာထက်ကနန်းကျိုးပေါ်ပြီးလို့ပါလို့မျိုးဆိုရင်တိုင်ယာပွင့်ထွက်သွားနိုင်ဖို့အခြေအနေဦးများတဲ့အတွက်ကျွန်တော်တို့ကားတိုင်ယာကိုလည်းတေချာယူဆရပါမယ်ဗျာအဓိကကားအောက်ပိုင်းနေတိုင်ယာတွေပြီးွားရင်တော့ကျွန်တော်တို့ပို့ပြီးတော့စစ်တင်တာတော့အင်ဂျင်ပေါ့ကျွန်တော်တို့အင်ဂျင်သုံးပြီးသွားရမယ်ဟာဆိုတော့ကိုစိတ်ချရတဲ့ workshop လိုမျိုးမှာတေချာစစ်ပြီးသွားတာပုံကောင်းပါတယ် အဲ့ဒီအာမမှာကျွန်တော်တို့ဘာကိုထပ်ပြီးတော့ကိုဘက်ကလည်းစောင်းသွားရမလဲပေါ့နော်အဲအဓိကကျွန်တော်ဆိုရင်တော့ဒီပန်ငါကျိုးကိုတေချာစစ်ခိုင်းပါတယ်ပန်ငါကျိုးကအရေးကြီးတယ်ဗျဒီမှာဗျဒါဆိုကားပန်ငါကျိုးပေါ့နော်ဒီကောင်မျိုးအံ့နေလားမအံ့နေလားကျွန်တော်တို့ view site ကမယ်ဗျကျွန်တော်တို့အချိန်နဲ့နိုင်ကြကြပေါ့နော် highway land လို့မျိုးမှာမောင်းနေပြီဆိုလို့ရှိရင်ကြောဒီကောင်နေကဒါ ဟိုဘယ်လိုပြောပစ္စည်းဆိုတာကတော့ဗျာ၃နာကြာလာရင်တော့ဒါချွေရင်းမှာပဲပေါ့မတော်တဆပြတ်တောက်သွားခဲ့သည်ရှိတော့ဒါပြဿနာအကြီးကြီးမားမားကိုပေးပြီးတော့ကားကလုံးဝဆက်လုံရှားလို့မရအောင်ဖြစ်တတ်တယ်အဲ့တော့ကျွန်တော်တို့ပန်ငါချိုးမကောင်းလို့အစ်စ်လဲရပြီပေါ့ဂျိုးအပ်သွားလို့ဂျိုးအပ်ရလေးပါလိုက်ပါညာကြီးဆိုရင်ကျွန်တော်အဟောင်းကိုမလွတ်ပြပဲပြန်သိမ်းထားတယ်ခင်ဗျာဘာလို့လဲဆိုတော့အရေးရဲ့အကြောင်းရယ်ဂျုံလာခဲ့ရင်တုံးလို့ရအောင်ပါโอเคဒါဆိုဒီကပတ်ချိုးပြီးွားရင်ပန်ငါချိုးဗျအဓိကကပန်ငါချိုးတဲ့ဆိုင်ပန်ငါပေါ့ဗျာ ပန်းကအွန်လိုက်တည်လဲဒါတခါတည်း workshop မှာကျွန်တော်တို့စစ်ခိုင်းတဲ့နေဘာလို့လဲဆိုတော့ဒီကောင်အလုံးမလုံးတော့လို့ရှိရင် engine heat တဲ့ရင်လဲကားကမောင်းလိုက်ရက်လိုက်ဖြစ်နေပါလိမ့်မယ်အဲ့ဒါပြီးွားရင်လဲကျွန်တော်တို့ကဒီ plate တွေကိုလဲ glue site တဲ့နေဗျ plate ကလဲဒါကျွန်တော်တို့ကား ရေရှည်သွားမယ်ဆိုအရင်သူကជីကြီးမမကြီးမဖြစ်ပေမဲ့မောင်းနေတဲ့လန့်နဲ့စက်သေးတာတို့ဘာလို့ဖြစ်တတ်တယ်ပလက်အွန်ရောဘာပေါ့နော်ကျွန်တော်တို့ကား workshop မှာစစ်တဲ့အခါမှာတခါတည်းတက်ကြွနဲ့ပညာရှင်ကဖိဖိစီစစ်ပေးဖို့ကိုကရမိုင်းလုံးတင်ပါတယ်အဲအဲ့ဒါပြီးသွားရင်တော့တတိယအချက်ကတော့ဒီမှာကျွန်တော်တို့ engine ပေါ့ engine မှာဆိုရင်ဒါကြောင့်တို့ကားရထားတော့မှာရင်ဟိုကားအောက်မှာဗျာစီအကွက်လေးတွေပါရှိနေလားဘာလားဆိုတော့ကျွန်တော်ဂယူးဆိုင်တင်တယ်ဘာလို့လဲဆိုတော့အဲ့ဒီဒီစီအင်ဂျင်ဝိုင်းပေါ့အင်ဂျင်ဝိုင်းစိန်ကျင်းရဲ့အကျိုးကျေးဇူးကလည်းကားအင်ဂျင်ရဲ့တက်တန်းကိုတိုးစီတယ်ဒီကိုကားရဲ့အင်ဂျင်ရဲ့စီယိုတဲ့နှုန်းကတော့ကိုက တော့ကြည်နေရပါဗောနည်းနည်းပဲယူရတာမျိုးဆိုရင်တော့ကျွန်တော်တို့ engine wire ကိုပြန်ဖြည့်ဖို့အတွက် engine wire ပုံးကိုဆောင်းသွားတဲ့ ਨੇ အဲ့လိုမှမဟုတ်ပဲ ਨੇ ဒါကျွန်တော်တို့ဟိုများများကြီးဖြစ်နေရင်တော့လေသေချာအချိန်ယူပြင်ပြီးမှတော့ဒါ highway key ကိုမောင်းတင်တယ်လို့အကြံပြုရင်းနဲ့ပဲကျွန်တော်ဒီကနေ့နှုတ်ဆက်ပါတယ်အားလုံးပဲပျော်ရွှင်စရာပိတ်ရမှာမိသားစုနဲ့အတူတူအန်ရဲကင်းကင်း lower key ကိုသွားနိုင်ကြပါစေလို့ဆုတောင်းပေးပါရခင်ဗျာကဲအားလုံးပဲရှင်လန်းချမ်းပြေပါစေ